းခဲ့တဲ့မေလ12ရက်နေ့ဟာနိုင်ငံရေးပါတီ32ခုနဲ့အဲတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းလေးကျွန်တော်သိရပါတယ်ဒီတွေ့ဆုံဆွေးနွေးပွဲမှာဘာကြောင့်ရတယ်ဆွေးနွေးဆွေးနွေးခဲ့လဲလဲဘာကြောင့်တွေ့ရလဲပေါ့နော်နောက်ပြီးတော့ဟိုတစ်ဆက်တည်းမေးရရင်တော့ဘာကြောင့် USB အေးဌာနချုပ်ရုံးမှာပဲဒီဌာနချုပ်ကရန်ကုန်ဌာနချုပ်ရုံးမှာပဲကြည့်ပြလို့ရတာလဲဆိုတာလေးဖြေချပေးစီပေါ့ကောင်းပါပြီပြည်ကြရမီလာ၁၂နှစ်နေတော့ဒါရန်ကုန်မှာကျွန်တော်တို့နိုင်ငံရေးပါတီတွေအားလုံး 23ပါတီတွေ့တယ်5ပါတီကတော့ဒါအဝေးရောက်ကနေပြီးတော့သဘောတူညီကြောင်လက်မှတ်ထိုးတယ်အဲဒီဆွေးနွေးတဲ့ဟာတော့ရွေးချက်ကအဓိက3ချက်ပဲရှိပါတယ်နိုင်ငံပါတီတွေအင်္ဂလိပ်လိုဒီလိုလိုတွေ့ဆုံခဲ့တယ်ဆိုတာ energy လက်ထက်တွေကတွေ့ဆုံခဲ့တာပါအခုမှတွေ့ဆုံတာမဟုတ်ပါဘူးဒါလည်းထူးထူးခြားခြားတော့မဟုတ်ပါဘူးနိုင်ငံပါတီတွေ့ဆုံတဲ့အဓိကအဓိမရွေးချက်ကတော့နိုင်ငံပါတီချင်းချင်းတွေ့ဆုံပြီးနိုင်ငံတော်အတွက်နိုင်ငံပါတီအခန့်ကဏ္ဍနေပါတီများထောက်ကူပြုပေးနိုင်မလဲပါတီများလုပ်ပေးနိုင်မလဲဆိုတော့ positive trend နဲ့နိုင်ငံတော်အတွက် ကောင်းကျိုးပြုဖို့အတွက် positive ဖြစ်နေတွေ့ဆုံတဲ့တွေ့ဆုံမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာတက်ရောက်တဲ့ပါတီတွေက23ပါတီတက်ရောက်ပြီးတော့အဝေးရောက်တက်ရောက်တဲ့ဟာတွေကတော့အင်္ဂလိပ်ကိုပါတီရှိပါတယ်။အလုံးစုံ33ပါ32ပါတီပေါ့။ဒါ support လက်မှတ်ထိုးတဲ့နေရာမှာ32ပါတီပါပါတယ်။အဲ့ဒီမှာတော့အင်္ဂလိပ်ခတိုင်းဆိုရင်တော့အင်္ဂလိပ်ကနိုင်ငံရေးပါတီတွေတွေ့ဆုံပွဲလုပ်တယ်ဆိုလို့ရှိရင်တွေ့ဆုံပြီးတော့အဲ့ဒီမှာအကြီးလေဆွေးနွေးပြီးတဲ့ခါကျလို့ရှိရင်နောက်ဆုံးကြေညာချက်စာတမ်းလေးထွက်တော့ပေါ့လေငါချက်တန်ဒီ တင်ကချော့တဲ့တိုင်ထွက်တယ်။အဲ့ဒါကြနိုင်ငံရေးပါတီရဲ့ support မီလမတခုလေးပေါ့။ဒါကြကျွန်တော်တို့ဒီတိုင်မဲ့တက်ပြီတွေ့ဒီလိုတော့ပြင်ပြီးပါလေရှုမြင်ပြီးပါလေဒီလိုလို့တက်ပါလေ။ပါညာပေါ့။အထောက်အကူပြည့်တဲ့ဟာတွေဒီလိုပဲအင်္ဂါတို့ကျင်ညာနေကြပါ။အဲ့လိုကျင်ညာနေကဖြစ်တဲ့တကြောင်အခုလေလက်တက်တဲ့နိုင်ငံရေးပါတီနေကြတော့ကျင်ညာချက်တွေမထွက်ပြင်မဲ့ဒါအခုနိုင်ငံရေးပါတီချင်းဆွေးနွေးတဲ့ဟာတွေကတော့သူတို့ဆွေးနွေးချက်လေးတွေတော့ထွက်လာတာရှိမှာပေါ့နော်။အဲ့ဒါလေးတို့ရှိပါလေ။အဲ့တော့ခုနသာမီးတဲ့အဲ့လိုလုတဲ့ခါမှာဘာကြောင့်ဒီကမျိုးပါတီရဲ့ခမ်းမတွေမှာလုတ်တယ်လေ။ ဟိုကမေးတဲ့ရှိတယ်ဒါလည်းမေးတဲ့နဲ့မေးကုန်မှာလုတ်တဲ့စီဝေးတွေမှာပြည်ခိုင်မှုပါတီမှာလုတ်တာနည်းနည်းများတာပေါ့တချို့ဟာလည်းဟိုတယ်မှာလုတ်တာတွေရှိပါတယ်အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်လို့ပြောရမှာဆိုရင်တော့အင်္ဂရုပါတီကရန်ကုန်မှာဆွေးနွေးပွဲတစ်ခုလုပ်တော့မှာဆိုရင်အင်္ဂရုပါတီမှာပေါ့ဆွေးနွေးပွဲတစ်ခုလုပ်တော့မှာဆိုတက်နေရာထိုင်ခင်းလိုပါတယ်နေ့သွားလာလွယ်တဲ့ location ပေါ့ဒါလေးလိုပါတယ်၃က security လေးလိုပါတယ်၄ကလာတက်ရောက်တဲ့လူတွေအားလုံး comfortable ဖြစ်ဖို့တက်တော့တက်တာရှိဖို့ပေါ့ လိုပါတယ်။ငါအနေနဲ့သတင်းလုံခြုံမှုတို့တခြား facility တွေအများကြီးလိုပါတယ်။ဒါတွေလုပ်ပြီးတော့အရိယာထွက်လာတဲ့အောက်ကန်ကျညာချက်ထုတ်မှဆိုရင်အဲ့ဒီကျညာချက်တွေရရပြီးကပို့တင်ဌာနတွေပို့ရတာတွေဒီ process တွေအများကြီးရှိပါတယ်။ဒါတွေလုပ်ပွေးဖို့ဆိုလို့အပြင်မှာသလုပ်တဲ့အခါကျလို့ရှိရင်အကုန်ကြတော်တော်များမှာဖြစ်ပါတယ်။ဖြစ်တဲ့အခါကျအဲ့ဒီခါတွေအားလုံးကို facility ပြည့်စုံတာအကဲဥစ္စာပြည့်စုံတဲ့အတွက်ကြောင့်နိုင်ငံရေးပါတီတွေကလုံမလုပ်ရင်လေအဲ့ဒီမှာပဲလုတ်ပါအဲ့ဒီမှာတော့ပိုပြည့်စုံပါတယ်ဆိုတော့တောက်စုချက်တည်းကအင်္ဂရုပါတီမှာပဲလုတ်ဖြစ်တာများပါတယ် အခုတော့လုတ်တဲ့ခါမှာလည်းအငယ်တို့ကပါတီဥက္ကရာရက်လဲသူလုတ်ချင်တဲ့ဆန္ဒတော့ဒီလိုတွေ့ဆုံပွဲမှာ तू က तू ကလည်း तू တွက်တက်ခဲ့တာဟုတ်အငယ်တော့တခြားခီးစဉ်ရှိနေတဲ့ကြောင့်ဒါလည်းဥက္ကရာခိုင်းနာခဲ့ခီးစဉ်နေရှိနေတဲ့ကြောင့်အငယ်တော့မပါတော့ဘူးတော်တော်ဥက္ကရာတွက်တက်တဲ့ရွေးချက် ကတစ်ချက်ကတော့လုတ်ဖို့ကိမ်းမဲ့တည်းနိုင်ငံပါတီတွေလုတ်ဖို့ကိမ်းမဲ့တည်းမတွေ့ရတဲ့ကြတာရဲ့ဒါတစ်ချက်ပါနောက်တစ်ခုကနိုင်ငံပါတီစုပေါင်းပြီးတော့ငလင်ပီးမှာပြည်ထောင်ငလင်မှာလှူဒန်းကြတဲ့ခါမှာပေါင်ပတ် ပါဝင်ပြီးလှူဒန်းပေးဖို့နှောင့်ချသွားတော့တောင်းမှန်းနေကျင်တယ်။အဲ့ဒါလေးရေနောက်ခုကဒါနိုင်နောက်ဆုံးတစ်ချက်အနေနဲ့တော့ဒါနိုင်ငံရေးပါတီတွေကဒီတို့နိုင်ငံတော်အတွက်ဘယ်လိုကြိုးပမ်းမလဲဆိုတာဝင်ပြီးတော့ participate လုပ်ချင်တာပေါ့။ဒါလေးနဲ့တတ်တက်ခဲ့တာဖြစ်ပါတယ်။